ုတ်ကဲ့သမဏေကြီးခင်ဗျာအခုကျွန်တော်တို့ဒီမိုကရက်မြန်မာတန်အခုလိုတည်သက်တွေးဆမေးမြန်းခွင့်ပေးရတဲ့ကျွန်တော်အထူးကျေးဇူးတင်ကြောင်းပထမပြောချလိုပါတယ်ကျွန်တော်နေတယ်လဲခင်ဗျားတို့ရဲ့တွေ့ရတဲ့တရားဝင်သားပါတယ်အခုလိုလာရောက်ပြီးတော့တွေးဆမေးမြန်းတဲ့အတွက်ကြောင့်လည်းကျေးဇူးလည်းတင်ပါတယ်ဟုတ်ကဲ့ခင်ဗျာလေအခုဒီဥရောပခီးစင်းမှာ၅နိုင်ငံပါလို့ကျွန်တော်သိရပါတယ်အဲဒီ၅နိုင်ငံထဲမှာဘာကြောင့်မလို့နော်ဝေးနိုင်ငံကိုပထမဦးဆုံးခီးတစ်ထောင်နဲ့ရွေးရတယ်လဲဆိုတဲ့ဟာကိုလူတူရှင်းလေးကျွန်တော်ဦးဆုံးရှင်းပြပေးပါလားခင်ဗျာ မမနဲ့ဒီရောဘခီးစင်နဲ့ပတ်သက်ပြီးတော့နားတိုင်းကတော်ဖို့အတွက်ကျွန်တော်ထွက်လာတာဖြစ်ပါတယ်အဲ့တော့နော်ဝေးနိုင်ငံကကျွန်တော်တို့ဒီမြန်မာနိုင်ငံမြန်မာပြည်သူတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီများစွာအကူအညီပေးခဲ့တဲ့ကျွန်တော်နိုင်ငံဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအွန်လိုင်းနဲ့ပတ်သက်ပြီးတော့ဒီသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေဆိုကြပါစို့ဒီအင်္ဂလိပ်ကန်တို့ဘာလို့ပေါ့လေဒါတွေထိန်းသိမ်းဖို့အတွက်ငွေကြေးတွေစိုက်ထုတ်ပြီးတော့ကျွန်တော်ပေးခဲ့တာလည်းရှိပါတယ်နောက်တစ်ခါလည်းကျွန်တော်ပညာရေးတို့ကျန်းမာရေးတို့ ော့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းနောက်အကူအညီပေးတာတွေကျွန်တော်တို့ရှိပါတယ်။နောက်ပြီးတော့ဒီငိမ့်ငိမ့်ကျွန်တော်တို့ရပြီးတဲ့နောက်ပိုင်းမှာကွန်ရက်ကတို့ကျွန်တော်ဒီပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့အတွက်ဆိုပြီးတော့အဲ့တော့မြန်မာနိုင်ငံမှာကျွန်တော်တို့ဒီ peace center ကျွန်တော်တို့ဖွင့်ထားပါတယ်။ဖွင့်ထားပြီးတော့ဒီမှာလည်းကျွန်တော်တို့ donor country တွေရှာတဲ့ခါမှာလည်းဒီ Norway ကနေပြီးတော့ကမ္ဘာကထာလို့ဥဆောင်ပြီးတော့မှဒီ donor country တွေရအောင်ဝိုင်းပြီးတော့ဂျူဝမ်ပေးတာတွေလည်းရှိပါတယ်။ ော်ဒီထဲမှာကျွန်တော်အထူးခြားဆုံးကတော့မြန်မာနိုင်ငံမှာကျွန်တော်ခက်ဆက်ဆက်တင်ရှိနေတဲ့ဒီကျွေးမြေတွေပါအဲ့တော့ကျွေးမြေတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တလောကဒီ Paris Club နိုင်ငံတွေနဲ့ကျွန်တော်ရှိရဘာနာယူဝင်ကြီးလာရောက်ပြီးတော့မှတွေ့ဆုံပါနဲ့တွေ့ဆုံပြီးတော့ဒီကျွေးမြေတွေကိုရှော်ပေးကိစ္စနဲ့ပတ်သက်ပြီးတော့ညကြနိုင်ကြဆွေးနွေးကြတဲ့အခါမှာအတော်တော်လေးကျွန်တော်တို့ဒါသူတို့ပေးနိုင်တဲ့ percentage ပေါ့လေသူတို့ပေးနိုင်တဲ့ percentage ပြင်နောက်တာထပ်တိုးပြီးတော့ပေးဖို့ပြုဖို့အတွက်ကိုတော်လေးသူတို့ဝင်လေးနေတဲ့အနေထားရှိပါတယ် ။အော်ဒီအချိန်မှာခုနလိုနော်ဝေနိုင်ငံကနေဥဆောင်ပြီးတော့ခုနကလိုဒီ50ရာခိုင်နှုန်းပထမသွားရှော့ဖြစ်တဲ့အပြင်နောက်ထပ်သွားသူတင်ရှိနေတဲ့ကျွေးတရနေတော့50ရာခိုင်နှုန်းဆိုတော့ရန်နှုန်းပြေးပါလား။ထပ်ပြီးတော့ရန်နှုန်းပြေးသွားရှော့ပြေးလိုက်တဲ့အတွက်ကြောင့်ကျန်တဲ့နိုင်ငံတွေကလည်းနော်ဝေရဲ့ဥဆောင် ဒီလိုလျှော်ပြတဲ့ပုံမှာမူတည်ပြီးတော့မှလိုက်လံပြီးတော့ကျွန်တော်လျှော်ပြတာတွေရှိပါတယ်။မနေ့ကသတင်းစာရှင်တွေဘက်မှာတမရကြီးပြောသွားတာရောဒီနော်ကြီးမွန်ကြီးချုပ်ပြောသွားတဲ့ထက်မှာကျွန်တော်မှန်းလိုက်မှတ်သားမိတာကဒီတန်ယုံတွေဖွင့်တော့မှာပေါ့နော်။ဆိုတော့အဲ့တန်ယုံတွေဖွင့်မဲ့အလားအလာကရောဘယ်လိုရှိပါလဲတမရကြီးဖွင့်တာ။ဒီကမှာကျွန်တော်တို့နော်ဝေတန်ယုံကျွန်တော်တို့ဖွင့်ပြီးသွားပါပြီ။အဲ့တော့ဒီဝင်းကြီးချုပ်ပဲဒီကျွန်တော်တို့ဒီခီးစဉ်တစ်ခုမှဝင်ရောက်ပြီးတော့သူဖွင့်ပေးသွားတာဖြစ်ပါတယ်။တော်တော်လေးကိုပလန်မကြီးကျွန်တော်တို့ထားတဲ့အဆင့်တော့မရောက်သေးဘူး။မကြခင်မှာသူကထားပြီးမှပြောပါလား။ တော့ကျွန်တော်နိုင်ငံအနေနဲ့ဒီ Norway ကိုကျွန်တော်တို့ကဟိုနေ့ကနေပြီးတော့ England ကနေတစ်ဆင့်ကျွန်တော် England သားအမတ်ကနေပြီးတော့မှတောင်းယူနေရပါတယ်အဲ့တော့ဒီမှာလည်းကျွန်တော်တို့ Norway နဲ့ပတ်သက်ပြီးတော့ဆက်ဆံနေတဲ့နိုင်ငံတွေ Denmark တို့နောက်ကကျွန်တော်တို့ဒီ Sweden နဲ့ Finland တို့ပေါ့လေအော်ဒီ၄နိုင်ငံသားအမတ်ထားဖို့အတွက်ကိုကျွန်တော်ကဒီ Norway မှာထိုင်းရင်အဆင်ပြေမယ်လို့ဒီလိုကျွန်တော်စဉ်းစားပါတယ်အဲ့တော့အခု Norway ကုမ္ပဏီတွေရဲ့မြန်မာနိုင်ငံမှာစီးပွားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ရောဘယ်လိုလာလာရှိပါလဲ Norway မှာ ကျွန်တော်တို့ဒီအခွင့်အရေးတွေတိုးပေးတယ်ပြုတ်ပေးတယ်ဆိုတော့ဒီလိုတော့မရှိပါဘူးအဲ့တော့ဥပဒေနဲ့အညီအားလုံးကကျွန်တော်ဒီ level play ပဲကျွန်တော်ဒါတုတ်ချပြုကြမှာကျွန်တော်ဖြစ်ပါတယ်နောက်ကျွန်တော်မေးချင်တဲ့မေးခွန်းကဒီမြန်မာပြည်တွင်းမှာပေါ့လေအများစိတ်ဝင်စားနေကြတဲ့အခြေခံဥပဒေပြင်ဆင်ပေးစားပါခင်ဗျာတော့အခြေခံဥပဒေကပြင်ဖို့လိုတယ်ဆိုတဲ့အာမျိုးကိုဒီအစိုးရဘိုင်းတာဝန်ရှိသူတွေကလည်းပြောတာကျွန်တော်ကြားပူပါတယ်ဥပမာဝန်ကြီးဦးစိုးသိန်းဆိုရင်လည်းပြောပူပါတယ်အခြေခံဥပဒေပြင်သင့်တယ်ဆိုတဲ့အာမျိုးဆိုအဲ့ဒီအခြေခံဥပဒေ ပြင်ရင်းနဲ့ပတ်သက်လို့ဒီအစိုးရရဲ့သဘောထားပေါ့လေဆိုတော့ဒီကိစ္စနဲ့ပတ်သက်လို့တမလိုက်ဘယ်လိုရှင်းပြလို့ရမလဲခင်ဗျာအဲ့တော့ဒီအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ဥပဒေထဲမှာကိုကတော့ကျွန်တော်တို့ပြင်ဆင်ခွင့်ဒါအမေမန့်တခုကျွန်တော်တို့ထည့်ပေးထားတာရှိပါလားအမေမန့်တခုကျွန်တော်ရှိပါလားအဲ့တော့ဒါကိုပြင်ဆင်လို့ရတာကျွန်တော်ဥပဒေဖြစ်ပါလားအဲ့တော့ဥပဒေဆိုတော့လူတွေရေးဆွဲတဲ့ကျွန်တော်ဥပဒေဆိုတော့သူများနိုင်ငံတွေမှာလည်းဒီအခြေအနေအချိန်ခါနဲ့ကြည့်ပြီးတော့မှဒီလိုပဲကျွန်တော် ပြင်ဆင်ပြီးတော့လုပ်သွားတာတွေကျွန်တော်ရှိပါလား အဲ့တော့အချိန်ကဥပဒေပြင်ရင်မပြင်ရဟိုတကယ်တော့လည်းကျွန်တော်အစိုးရရဲ့ဒီအဆုံးဖြတ်ပုံမှာကျွန်တော်ဟိုနေဘူးမတည်ပါဘူးအဓိကတော့ကျွန်တော်လှုပ်တော်တွေရလူတွေရဲ့ဆန္ဒပုံမှာမတည်တယ်အဲ့တော့ပြင်ဖို့မပြင်ဖို့အဓိကနဲ့ပတ်သက်ပြီးတော့အစိုးရကတော့ဘာမှကျွန်တော်ခုနကဝေဖန်ချက်ပေးစရာတော့မရှိပါဘူးဟုတ်ကဲ့အများသဘောတူတယ်ပြုတယ်ဆိုရင်ဒါကျွန်တော်လည်းခုနကလိုဒီဟာနဲ့ပတ်သက်ပြီးတော့ပြည်သူအများသဘောတူတယ်ဆိုရင်အစိုးရလည်းသဘောတူရမှာပဲကျွန်တော်ဖြစ်ပါဟုတ်ကဲ့နောက်ကျွန်တော်မေးချင်တဲ့မေးခွန်းကအခု ဟုတ်ပါလေဒီမြန်မာပြည်မှာဖြစ်နေသေးတဲ့ဒီပဋိပက္ခလေးတွေပေါ့နော်ဒီမြန်မာနိုင်ငံရဲ့ဒီမိုကရေစီပြည်ပြင်ပြောင်းလဲလေးတွေကိုနိုင်ငံတကာအားပေးနေတာရောထောက်ခံနေရောရှိတယ်တပိုင်းနဲ့ထက်မှာနော်ဒါဒီဟာတွေတော့ပြဿနာရှိနေသေးတယ်အဲ့ဒါကတော့ဒီကချင်အခုတော့ဒီပြည်ခါရဆဲတဘောလုံးကြီးကြီးရိုက်ပေါ့လေပြီးတော့နောက်ပိုင်းရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ပဋိပက္ခဆိုအဲ့ပဋိပက္ခတွေကိုရည်ရှင်မှာပြည်လဲအောင်နော်ဘယ်လိုမျိုးနီလန်းနေရှာပြီးတော့ဆောင်ရွက်နေတယ်လဲဆိုတဲ့ကိစ္စလည်းရှင်းပြပေးလို့ရမှာဖြစ်နေတယ် အဲ့တော့ပထမဆုံးအနေနဲ့ငင်းချင်းကျွန်တော်တို့ဒါဆောင်ရွက်တဲ့ကိစ္စပါအဲ့တော့ခရီးသီးတဲ့အတိုင်းမှာအလုံးကျွန်တော်လက်နက်ကိုင်ဖွဲ့17ဖွဲ့ရှိတယ်အဲ့တော့9ဖွဲ့နဲ့ကတော့ကျွန်တော်တို့ဒါပြစ်ခတ်တိုက်ခိုက်မှုတွေ10ဖွဲ့နဲ့ကတော့ပြစ်ခတ်တိုက်ခိုက်မှုတွေကျွန်တော်တို့ဒါရောက်ဆိုင်ပြီးတော့တချို့ကိစ္စတွေလည်းကျွန်တော်တို့ဒါဆွေးနွေးနေတဲ့သဘောတူညီချက်ကျွန်တော်တို့ရထားတယ်ရှိပါတယ်ဥပမာပြဆိုရင်ခုနကလိုအဓိကကြတဲ့အဲ့ပြည်ထောင်စုကြီးတွေကကျွန်တော်ခွဲမထွက်ဖက်နဲ့တိုင်းသားအလုံးကရာသပ္ပံအတူတူကနေကြပြုကြမယ်ဆိုတဲ့အချက်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ ဟိုဒုတောင်အရေးဆုံးမှာပေါ့လေပြည်တော်စုကြီးကျွန်တော်တို့ပြုတ်ခွဲပျက်စီးမသွားအောင်နောက်တိုင်းသားစိတ်လို့ညင်ညူကျွန်တော်တို့မပြက်ပြားအောင်ကိုယ့်ရဲ့အချုပ်ချာအနာဆုံးရှုံးမသွားရအောင်နောက်ဒီဟာလည်းကျွန်တော်တို့ဒါသဘောတူညီချက်တွေဒါကျွန်တော်ညှိနှိုင်းရရှိပြီးကျွန်တော်ဖြစ်ပါတယ်အဲ့တော့ဂျန်တဲ့ကိစ္စတွေကတော့ကျွန်တော်ဆက်ပြီးတော့နိုင်ငံရေးရညှိကြနိုင်ကြဒီဆွေးနွေးကြမှာတွေကတော့အများကြီးကျွန်တော်ကြားပါတယ်အဲ့တော့ဒီအပြစ်အခရဆွဲယုံတစ်ခုတည်းနဲ့ကျွန်တော်တို့ကငြိမ်းချမ်းရေးရပြီဆိုပြီးတော့ဒီလိုပြောလို့မရပါဘူး မကြခင်မှာပဲဒီကျွန်တော်တို့မျှော်မှန်းထားတာတော့ political dialogue တစ်ခုဆွေးနွေးဖို့ကျွန်တော်ရှိမယ်လို့ဒီလိုတွက်ပါတယ်အဲ့လိုဆွေးနွေးတဲ့အခါမှာကျွန်တော်အစိုးရနေပြီးတော့ဟိုတာဝန်ယူပြီးတော့ကမကရံလုပ်ပြီးတော့ဆွေးနွေးတာမျိုးမဟုတ်ဘဲနဲ့လွတ်တော်ကနေပြီးတော့ပဲခုနကလိုတင့်တင့်တဲ့အဖွဲ့အစည်းပေါ့လေတင်တော်တဲ့အဖွဲ့အစည်းဒီထက်မှကျွန်တော်အစိုးရဘက်လည်းပါမယ်နောက်လွတ်တော်ကိုယ်စားလှယ်တွေလည်းပါမယ်လူလူလူထမ်းစားအဖွဲ့အစည်းတွေလည်းပါမယ်တာဝန်သားခေါင်းဆောင်တွေလည်းပါမယ်နောက်ကလူမျိုးစုကျွန်တော်ကိုယ်စားလှယ်တွေလည်းပါမယ်ဟောဒီလိုအဖွဲ့ဖွဲ့စည်းပြီးတော့မှ ဒီဟာကိုဆက်ပြီးတော့ဟိုဆွေးနွေးသွားဖို့ကျွန်တော်တို့ဒါဟိုအစီအစဉ်ရှိတယ်လို့ကျွန်တော်ပြောတယ်အဲ့ဒီအစည်းအဝေးကိုကြံတဲ့ဒီလှော့တော်တို့ဟိုဘောဘောရဖက်အဖွဲ့စည်းတို့အဲ့ဒီဟာတွေမှာရောဟိုခြားပြဆွေးနွေးပြီးလားခင်ဗျအခုမှစဉ်းစားချက်ပဲရှိသေးလားအဲ့ဒီအစည်းအဝေးကဟိုလင်းဖြစ်ပါတယ်တရားတော့ငကိုရဲကကျွန်တော်တို့ကအဆင့်သုံးဆင့်နဲ့ညီချင်းကြီးကျွန်တော်တို့ဆွေးနွေးမယ်ပထမဆင့်ကတော့ကျွန်တော်တို့ဒါတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအပြစ်ခံရစရိကိစ္စကိုအရင်ခင်းလုပ်မယ်ဒုတိယချက်ကတော့ပြည်တော်စုအဆင့်အနေနဲ့သရုပ်နဲ့ကိုရတို့ထိတွေ့မယ် ဘောတူညီနိုင်တဲ့အချက်ကလေးတွေကိုကျွန်တော်တို့ဒါလက်မှတ်ထိုးထားမယ်။တတိယအဆင့်ကလွတ်တော်နေပြီးတော့ကျွန်တော်တို့ဒါကိုတာဝန်ယူပြီးတော့လုပ်ပေးဖို့ဆိုပြီးတော့ဒါကျွန်တော်တို့အစိုးရအနေနဲ့ဒါကျွန်တော်အတိလင်းဟိုပြောကြားထားပြီးကျွန်တော်ဖြစ်ပါတယ်။စောစောအဖွဲ့အစည်းတွေဘာတွေဖွဲ့ရပြတဲ့အခါမှာတော့ကျွန်တော်ထင်ပါတယ်လွတ်တော်ကိုပဲကျွန်တော်တို့ဒါဖွဲ့ခိုင်းရမှာဖြစ်ပါတယ်။လွတ်တော်ကပဲဖွဲ့ပေးပြီးတော့မှဘာဆိုလွတ်တော်တွေမှာတိုင်းသာပေါင်းစုံနဲ့ရှိတယ်။နောက်တော့ကိုယ်စားလှယ်ပေါင်းစုံနဲ့ရှိနေတော့လွတ်တော်ကပဲဒါကျင်းပပြီးတော့ဆောင်ရွက်သွားမယ်ကိစ္စလို့။နောက်ဒီလိုကျွန်တော်တို့ဒါအနည်းလုပ်ထားပါတယ်သဘောထားပါတယ်။ တချို့ဟောလိဝေဖန်ထောက်ပြတဲ့လူတွေကပြောတာကဒီရခိုင်ဘက်မှာဖြစ်နေတဲ့ပြဿနာအထူးသဖြင့်ကတော့ဒီဒီဘင်္ဂလားဒေ့ရှ်ဘင်္ဂလားဒေ့ရှ်ဘက်ကလည်းဒီပြဿနာကိုကံပြဖြစ်ရှင်းဖို့အတွက်ကိုဟောပေါ့မြန်မာနိုင်ငံသားဥပဒေနဲ့ပတ်သက်လို့ဟိုပြောကြတာပေါ့နော်အဲ့တော့နိုင်ငံကလည်းထောက်ပြထားတာရှိပါတယ်မြန်မာပြည်ရဲ့နိုင်ငံသားဥပဒေကအရန်တစ်ကြံဝါကြီးတယ်ဆိုတော့အဲ့ဒါပြင်ပြင်းလို့ဝေဖန်ထောက်ပြထားတာရှိတယ်ဒီကိစ္စနဲ့ပတ်သက်လို့ရောဒီလှော့တော်ပဲဖြစ်ဖြစ်အစိုးရဘက်ကဖြစ်ဖြစ်ဒီနိုင်ငံသားဥပဒေကိုပြန်လဲစီစစ်သုံးသပ်ပြီးတော့မှပြင်ပြင်းဖို့များရှိပါသလားခင်ဗျ တော့လောလောဆယ်တော့ဒီဥပဒေကိုကျွန်တော်အစိုးရဘက်ကတော့ဟိုပြင်ဆင်မှုပြုဖို့အစီအစဉ်တော့ကျွန်တော်တို့မရှိဘူးအဲ့တော့ကျွန်တော်နဲ့လွှတ်တော်ကတော့တိတ်ပြီးတော့ကျွန်တော်ကာကနနာတော့မသိဘူးလေလွှတ်တော်ထဲမှာတော့ဘလူတွေသဘောထားရှိကြပြုကြလဲတော့မသိပါဘူးတိုးတော်လည်းပဲကျွန်တော်ဒီဥပဒေကိုလေ့လာကြည့်ရတာတော့ဒီဥပဒေကခုနလိုကိုယ်နိုင်ငံကိုခုနကလိုအကာအကွယ်ပေးထားတဲ့သဘောတွေကျွန်တော်တို့တွေ့ပါလားအဲ့တော့ပြီးတော့လည်းခုနကလိုကျွန်တော်တို့ဒီပညာရှင်တွေနဲ့တော်တော်လေးကိုအချိန်ယူပြီးတော့အတွေ့အကြုံတွေပေါ်မှာ ရေးဆွဲထားတဲ့ဥပဒေလို့ဒီလိုကျွန်တော်သိပါတယ်အဲ့တော့ခုနကလို့နော်ဝေနိုင်ငံလိုဟာမျိုးမှာတောင်မှ9နှစ်နေလို့ရှိရင်နိုင်ငံသားအဖြစ်ကျွန်တော်ဒါသူတို့ပြုတ်ပင်ပြုတ်တယ်ဆိုပြီးတော့ဒီလိုကျွန်တော်သိရပါတယ်အဲ့တော့တနိုင်ငံနဲ့တနိုင်ငံအခြေအနေချင်းတော့မတူဘူးပေါ့လေကျွန်တော်နိုင်ငံရဲ့ခုနကလို့နောက်ခံသုံးပိုင်းရောင်းလက်ရှိပဲခရီးအခြေအနေကျွန်တော်တို့ရဲ့ခုနကလို့လူဦးရေဒါတွေနဲ့ခုနကလို့ဒီနော်ဝေနဲ့တော့မတူတာတော့ဒါအမှန်ပဲကျွန်တော်ဖြစ်ပါဟုတ်ကဲ့အဲ့တော့ခုနိုင်ငံကိုအကောက်ွယ်ပေးဖို့အတွက်ဒီလိုလှုပ်ထားတယ်လို့ကျွန်တော်ကတော့ဒီလိုယူဆပါတယ် အပြင်မို့မပြင်မို့ကတော့အစိုးရကတော့ဘာမှကျွန်တော်တို့မှအစီအစဉ်မရှိသေးဘူးအဲနောက်မိခွန်းကဒီတာမန်လူလူတွေကြားထဲမှာ ပြောနေတဲ့စကားပေါ့လေအဲ့ဒါကတိုင်းပြည်ရဲ့တော့ပြောင်းလဲနေပြီပြောတယ်ဒီမိုကရေစီလမ်းစဉ်ချိတက်နေပြီပြောတယ်ဒါပေမဲ့လူလူဘွားကတော့စောင်းနေရဘာမှမပြည့်လဲသေးဘူးဒုံရင်းဒုံရင်းပဲလို့ပြောနေကြတာရှိပါတယ်ခင်ဗျာအဲ့လူလူကတော့အားမလို့အားမရလေတန်းကြီးရှိနေတော့မပေါ့လေကြားနေရတယ်သူတို့လေတန်းတွေဒီကိစ္စကိုရဘယ်လိုရှင်းပြလို့ရမလဲခင်ဗျာပြည်သူလူလူအနေနဲ့ကတော့ဒီကနေ့ထိခုနကလို့သိတာမြင်တာတဲ့အပြောင်းလဲပေါ့လေဒါမျိုးတွေကကျွန်တော် မရှိသေးဘူးဆိုတာဒီပြည်သူလူထုအတွင်းမှာဝေဖန်ပြောကြားနေတာတွေကတော့အမှန်ပဲကျွန်တော်တို့ဖြစ်ပါတယ်။တော်တော်လည်းတချို့ကိစ္စတွေပေါ့လေ။ဥပမာဒီမော်တော်ကားတို့ဘာတို့ကိစ္စဆိုကျွန်တော်တို့ပြင်ပြင်ပြောင်းလဲပေးလိုက်တဲ့တူကြောင့်ဒီကနေ့ကနေ့ကလို့တာမန်လူရန်စားကလည်းမော်တော်ကားဝယ်ပြီးတော့စီးနိုင်တဲ့အနေအထားကျွန်တော်တို့ရှိနေပါတယ်။အဲ့တော့နေ့တူဘာပြည်သူလူထုတွေ့ကြုံနေရတဲ့ကနေ့ကလို့ဒီလျှက်စင်မျိုးတွေကိစ္စမျိုးတွေနောက်တစ်ခါဒီတွားရေးလာရေးကျွန်တော်တို့ဒါကိစ္စမျိုးတွေနောက်ဒါရင်းနဲ့ပတ်သက်ပြီးတော့ဒါအဆင်မပြေသေးတာအမှန်ပဲ။အဲ့တော့ကျွန်တော်တို့လည်းဒါတွေကိုကနေ့ကလို့ အဓိကကျွန်တော်တို့ထားပြီးတော့မှဒီသွားရေးလာရေးတွေအဆင်ပြေအောင်လျှောက်ဆင်ပြေအဆင်ပြေအောင်ဒါတွေကတော့ကျွန်တော်ကြိုးပမ်းပြီးတော့ခုနလိုလုပ်နေတဲ့အနေအထားမှကျွန်တော်ရှိပါတယ်အဲ့တော့အစိုးရအနေနဲ့လည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုရပ်နေတာကျွန်တော်မရှိပါဘူးအဲ့တော့အလုပ်ကံဖွင့်လန်းရဖို့ကြတော့လည်းဘာနဲ့ကျွန်တော်ချိတ်ဆက်နေပြန်လဲဆိုတော့သူအရင်နည်းကျွန်တော်လိုရတာအရင်နည်းလိုတယ်ဒီပညာပိုင်းတွေလိုတယ်အကြံတော်မှာခင်ဗျားတို့သိတဲ့အတိုင်းမှာအရင်းနှီးဆိုတာလည်းပြည့်ပြည့်စုံစုံကျွန်တော်တို့မှရှိတာမှာနိပညာပိုင်းဆိုတာလည်းကျွန်တော်တို့ခုနကလိုဟလာဒီပြည့်ပြည့်ဝဝကျွန်တော်တို့မရှိပါဘူးဒါတွေကလည်းခုနကလို ဟိုတနွေငင်းဒဇင်ပါဆိုလို့တခုမဟုတ်တခုနဲ့တော့ချိတ်ဆက်နေတာပေါ့လေ။ဘာကြောင့်လဲဆိုရင်ခုနကလိုစီပွားရေးပိတ်ဆို့မှုတွေ၂20ကျော်ခန့်ခံထားတဲ့အတွက်ကြောင့်တိုင်းပြည်ကခုနကလိုနာလမထူနိုင်အောင်ကျွန်တော်ဖြစ်နေတဲ့အနေထားပါ။အဲ့တော့ဒါကြောင့်မလို့ဒီအရင်းအနှီးတွေကျွန်တော်ဝင်ရောက်လာဖို့ဆိုပြီးတော့ဒါနိုင်ငံသားကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုဥပဒေကိုအများဆုံးကျွန်တော်ဒါပေါ်ဆောင်နိုင်ရဆိုပြီးတော့ကြိုးပမ်းလုပ်တာဒီကနေ့တော့ဥပဒေလည်းကျွန်တော်တို့ဒါအတီးချက်တော့ပါပြီ။အဲ့တော့ဥပဒေအတီးဖြစ်တဲ့အတွက်ကြောင့်ရင်းနှီးမြှုပ်နှံမှုအဖွဲ့တွေကလည်းမြန်မာနိုင်ငံကိုလာဖို့အတွက် ကောင်းကလည်းနိုင်ငံအသီးသီးအားတာဆူးနေတဲ့အနေအထားမှာရှိပါလားတခါသူနဲ့ချိတ်ဆက်နေတာဘာလဲဆိုရင်ခုနကလိုစီးပွားရေးပိတ်ဆို့မှုတွေပေါ့နော်အော်ဒီရဲလည်းကိုယ်နိုင်ငံမှာလာရင်းနေပြီးတော့ကွန်ပျူစီတွေဘလောက်ပဲထုတ်ထုတ်ဒီဘက်မှာကျွန်တော်ကန့်တတ်ထားတယ်တာဆီးထားတယ်ချုပ်ကျဲထားတယ်နောက်တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ခုနကလိုဒီလွှဲလို့ပြောင်းလို့မရအောင်လုပ်ထားတယ်ဆိုတော့ဘယ်သူမှလည်းလာပြီးတော့ရင်းနေမှာမဟုတ်ပါဘူးအော်ဒီစီးပွားရေးတာဆီးပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီးတော့လည်းတတ်နိုင်သလောက်ကျွန်တော်တို့ရှော့ပေါ့ပေးနိုင်အောင်ဆိုပြီးတော့ဒါလည်းခင်ဗျားတို့အသိပါပဲကျွန်တော်နိုင်ငံအားလုံးနဲ့ ်တင်တင်ရင်းနှီးအောင်ကျွန်တော်ဆက်ဆံပြီးတော့ဒီလိုလှုပ်လာခဲ့တဲ့တွင်ဒီကနေ့တော့ကတော့အမေရိကန်နဲ့ဖြေလျှောက်ပေးတာတွေကျွန်တော်ရှိပါတယ်။အလာရူအီယောလည်းကျွန်တော်ဖြေလျှောက်ပေးတာတွေရှိပါတယ်။နောက်တစ်ခါထုတ်ကုန်တွေပေါ်မှာဒီအကျိုးခံစား권ဒီ GSP system တို့ဘာလို့ပေါ့လဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း EU ကဒါကျွန်တော်ဒီခီးစဉ်တွေ့မှာပဲသူတို့နဲ့ထိတွေ့ပြောကြားပြီးတော့မကြာခင်မှာဒီအခွင့်အရေးလည်းကျွန်တော်တို့ပေးမယ်လို့ဟိုနေ့ဖြစ်ပါတယ်။အဲ့တော့ဒါတွေအဆင်ပြေသွားရင်တော့ခုနကမြန်မာနိုင်ငံမှာကျွန်တော်တို့ဒါရင်းနှီးမြှုပ်နှံမဲ့အလုပ်ကိုဆက်ရုံနဲ့ပေါ်လာမှာပါ။ တော့အလုပ်ကိုစိုက်ယူနေပေါ်လာတဲ့ခါမှာကျွန်တော်နိုင်ငံသားတွေအလုပ်ရကြပြုကြမယ်ဟုတ်ကဲ့ now ကျွန်တော်မေးချင်တဲ့မေးခွန်းတစ်ခုကဒီသမ္မတရေးဆိုရဟိုပါလေဒီတာဝန်ယူလာပြီးကြတဲ့ကသမ္မတရေးမေးခွန်းမှာလည်းကျွန်တော်အများအားကြားပါတယ်အဲ့ဒါကသတင်းမီဒီယာကိုစရုပ်ထမှန်တိုင်းဖြစ်သတ်မှတ်ပြီးတော့မှဒီသတင်းမီဒီယာလွတ်လပ်ခွင့်ပေးဖို့ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်တို့တွေ့ပါတယ်ဟိုအရင်ဆုံးအစဉ်လာမရှိခဲ့တဲ့ဒီဒီသမ္မတအပါဝင်ဝန်ကြီးတို့အကုန်လုံးကမီဒီယာနဲ့ထိပ်တွေ့ပြီးတော့မှပြောတာဆိုတာတွေ့ရပါတယ် တော့ကျွန်တော်မေးချင်တဲ့မေးခွန်းကကျွန်တော်မြန်မာနိုင်ငံရဲ့မီဒီယာလွတ်လပ်မှုအတိုင်းအတာမပြည့်ပြင်းပြောင်းလဲမှုဒီမီဒီယာပြည့်ပြင်းပြောင်းလဲမှုကဘယ်လောက်ထိခီးရောက်နေပါပြီလဲခင်ဗျာဆိုတော့ဟိုအခုရီမှန်းချက်ရောက်နေပြီလားဒါမှမဟုတ်တဝဲလောက်မှရှိနေသေးတယ်လားဒါမှမဟုတ်မပြည့်စုံသေးဘူးဆိုရင်ဘယ်လောက်ထိဆက်လုပ်ဖို့စီစဉ်များရှိရလို့အကြံပြုပြောလို့ရမှာခင်ဗျာအဲ့တော့မီဒီယာဘိုင်းကပတ်သက်ပြီးတော့တော့ဟိုခင်ဗျာလဲဟိုလေးလာကြည့်ပါပါကျွန်တော်ဒီလွတ်လပ်မှုတွေအများကြီးကျွန်တော်တို့ပေးထားတာရှိပါလားဟိုတုန်းကလည်းကျွန်တော်တို့ဟိုမတူပါဘူးခဏလားဘာတစ်ခုမှကျွန်တော်တို့ဒီချုပ်ချယ်တာဘာညာကျွန်တော်မရှိဘူးဒီမှာလဲနှစ်ခုပါ တခုကတော့ခုနလိုဒီအစိုးရရဲ့အာဏာချက်တွေတခြားအာဏာချက်တွေနော်ဒါတွေကိုခုနကလိုမီဒီယာနေပြီးတော့ထောက်ပြဖို့လိုလို့တချို့ကိစ္စတွေကြတော့လည်းပြည်သူကိုခုနလိုမှန်ကန်တဲ့အသိတွေကျွန်တော်ပေးဖို့လိုပါတယ်မှန်ကန်တဲ့အသိတွေပေးဖို့လိုပါတယ်နောက်တစ်ခုကလည်းခုနလိုလွတ်လပ်မှုတွေကျွန်တော်ရှိလာသလိုလွတ်လပ်မှုနဲ့အတူခုနလိုတာဝန်ယူမှုတို့တာဝန်သိမှုတို့ဒါတွေပါကျွန်တော်ရှိလာမယ်ဆိုလို့ရှိရင်မီဒီယာကဏ္ဍလက်ရှိအနေအထားနဲ့ပို့ပြီးတော့အများကြီးတိုးတက်လာမယ်လို့ကျွန်တော်ဒါတည်လို့ယုံကြည်ထားပါတယ် ဟုတ်ကဲ့ပါတယ်ကျွန်တော်နောက်ဆုံးမေးချင်တဲ့မိခွန်းကဟိုရင်တော့လည်းတခြားမိရတယ်မေးဘူးခဲ့တဲ့မိခွန်းပါပဲအဲ့ဒါကဒီ2015မှာသမ္မတကြီးနဲ့ပြန်လဲရွေးခံမလားမခံဘူးလားဆိုတော့ဟိုကိစ္စနဲ့ပတ်သက်လို့ပါအရင်တော့သမ္မတကနားမယ်ဆိုတော့တတိယမျိုးလည်းကျွန်တော်ကြားရတယ်ပြီးတော့မှပြီးခံပြိုးပါတီညီလာခံပြီးတဲ့ချိန်မှာပြည်သူတွေကတောင်းပင်းပြန်ရွေးခံမယ်ဆိုတော့တတိယမျိုးလည်းကြားရပါတယ်ခင်ဗျအဲ့တော့ဟိုပေါ့နောက်တလာမဲ့သမ္မတတက်တမ်းမှာသမ္မတကြီးနဲ့ဆက်ပြီးတော့ရွေးခံဖို့မခံဖို့ဘယ်လိုများမှတ်ချက်ပေးလို့ရမလဲခင်ဗျ ကျွန်တော်ရဲ့ဒီသဘောဆန္ဒအရတော့ကျွန်တော်ရဲ့ဒီအသက်ရွယ်ကျွန်တော်ရဲ့ကြမ်းမာရေးအခြေအနေရပါလို့ကျွန်တော်တော့ဒါနားကျင်တော့ပါလို့နားကျင်ပါလားသို့သော်လည်းတိုင်းပြည်ရဲ့အခြေအနေဘယ်လိုဖြစ်လာမယ်ဆိုတော့ကျွန်တော်တွက်လို့ရမရအနာဂတ်ကိုကျွန်တော်မပြောင်းဖန်လို့သိမရတိုင်းပြည်မှာကျွန်တော်လူပြည်သူလူထုရဲ့ဆန္ဒဘယ်လိုရှိသလဲဒီပုံမှန်လည်းမူတည်ပါတယ်ခေါ့နော် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အခုကျွန်တော်တို့ဒီသမဏဦးသိန်းစိန်နဲ့လွန်ခဲ့တဲ့၃နှစ်ကကျွန်တော်လုတ်ခဲ့တဲ့တီးသန့်တွေ့ဆုံမြင်မြန်ခန်းကိုကြီးခဲ့တာဖြစ်ပါတယ်ဒီထက်မှသမဏကြီးကအရေးကြီးတဲ့ကိစ္စတော်များများကိုကျွန်တော်နဲ့ဆွေးနွေးတော့တာရှိပါတယ်အခုသမဏအဲ့အင်တာဗျူးလုတ်ပြီးတဲ့ချိန်ရနေပြီးတော့မှအခု၃နှစ်တာကာလတော်တွင်မှာဒီသမဏဟိုပါလေဒီတောင်၃နှစ်တော်တွင်မှာ เนาะသူ့ရဲ့စွမ်းဆောင်နိုင်မှုเนาะလုတ်ချင်တဲ့အလုပ်တွေ account တွေပေါ်နိုင်မှုဘယ်လောက်ထိပြမြောက်ခဲ့တယ်လဲဘာတွေကအောင်မြင်လဲဘာတွေကမအောင်မြင်ဘူးဆိုတဲ့ဟာကိုသိနိုင်ဖို့အတွက်ကျွန်တော်ဒီအကဲခတ်နှစ်ယောက်ကိုကျွန်တော်ဖိတ်ခေါ်ပြီးတော့မှကျွန်တော်ဆွေးနွေးမှဖြစ်ပါတယ်ဟိုဘက်မှာဟိုကျွန်တော်ရဲ့ညာဘက်ဆုံးမှတိုင်းတဲ့ပုဂ္ဂိုလ်ကတော့ဒီ Morgan Magazine ရဲ့ editor ဦးဇေယလှဖြစ်ပါတယ်ပြီးတော့ဒီဘက်မှာကတော့ဒီအရင်တော့ကသင်္ဘော Magazine ရဲ့ editor ဟောင်းနော်အခုကတော့စာရေးဆရာနဲ့တကယ်နိုင်ငံရေးအကဲခတ်အနေနဲ့ဒီလူသိများတဲ့ဥတီမောင်တန်းဖြစ်ပါတယ် ဥဆုံးပေါ့လေကျွန်တော်မေးကြည့်ချင်တဲ့ဟာက နော်ဝေးနဲ့မြန်မာတန်တမာဆက်ဆိုင်သူတို့အများကြီးပြောခဲ့တယ်ဒါတွေကဖန်ယူနေဖွင့်ကျွန်တော်ကအထူးတွေတော့ကျွန်တော်မပြောချင်တော့ဒါအာလုံးသိပြီးသားခိစားဒါပေမဲ့အဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတာကနော်ဝေးကုမ္ပဏီရဲ့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဟိုအရင်တော့ကမြန်မာနိုင်ငံမှာတန်အမန့်လုပ်ခဲ့တဲ့နော်ဝေးတန်အမန့်ကဒီတယ်လီနော်ကုမ္ပဏီရဲ့နော်ဒီဘုတ်အဖွဲ့ဝင်ဖြစ်ရာထူးတုံ့မြင့်ခံလဲတဲ့အချိန်မှာခန့်ခံလဲတဲ့အချိန်မှာနော်ဝေးမီဒီယာတွေမှာဝေဖန်မှုရှိတယ်ဒါကဟိုပြောကကင်းတဲ့ခံမှုဟုတ်ရလားဆိုတဲ့ဟာမျိုးပြောခဲ့တာရှိတယ်လေအဲ့တော့သမ္မတရေတော့ပြောခဲ့တယ်နော်ဝေးမှာ ထူကယ်ပြီးတော့မှအခွင့်ပြေးတာမရှိလို့ပြောခဲ့တယ်အဲ့ဒါကိုဇေယျလိုင်ဦးဇေယျလိုင်ဘယ်လိုမြင်လဲဗျာအဲ့ဒီကိစ္စအဲတော်တော်ပြောထင်မှာလဲပါပါတယ်ကျွန်တော်တို့ဒီနော်ဝေးကအဲဒီကျွန်တော်တို့ဟိုဒီအလေးကံမှာလဲတို့ကိုကြီးပြေးတာရှိတယ်ငင်းငယ်ဆွေးနွေးပွဲနဲ့ပတ်သက်လို့တို့ဟိုဒီစပွန်ဆာပေးတာမျိုးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်မြင်တာကတော့ဒီရိုးလေးမြင်လဲဆိုလို့ရှင်တော့ဘယ်သူကမှတော့ကျွန်တော်အလကားစားတဲ့ထမင်းမရှိဘူးဆိုလို့ပေါ့လေသူ့ရဲ့အကျိုးစီးပွားတစ်ခုတက်ကိုတို့ရှိရောရှိမယ်သူဝင်လာတယ်ဆိုတော့ခုနဟိုကိုကမောပြောသလိုပဲကျွန်တော်တို့လက်ရှိမြင်ရတာတော့ဒီတယ်လီနော့ကမ်ပဏီကတော့သူဒီမှာ ူ့ရဲ့လုပ်ငန်းတွေကိုအခြေချခွင့်ရသွားတယ်နောက်တစ်ခုကဒီတမဟောင်းကလည်းဒီကုမ္ပဏီမှာဝင်ပြီးတော့အရာရှိလုပ်နေရဆိုတာဒါတွေကကျွန်တော်တို့ထင်တာမြင်တာတဲ့ကိစ္စပါပဲဆိုတော့တမတိုင်းရှိရပြောရတယ်နောက်ကဘယ်လိုလဲဆိုတော့ကျွန်တော်လက်ရှိအဲစီဝိုင်းမြို့နယ်မှာကြည့်လို့ရှိရင်ထင်ထင်လေးလေးမြင်နေရတာကျွန်တော်ပါဆရာတမန်တန်ရောဘယ်လိုမြင်လဲနော်ဝေးကိုတကယ်ပဲအပေါ်ပါပေါ့အပေါ်ပါပေါ့ဒီဒီခွင့်တူကန်မဟုတ်ခွင့်ပြုပေးတာမျိုးမဟုတ်ဘူးလို့တမန်တော်ပြောခဲ့ရဘူးလို့မြင်နေတယ်။ကျွန်တော်ဒီတလောက်ဆိုလို့ရှိရင်တော့ဒီအထူးသဖြင့်တယ်လီတော့နဲ့ဦးရဒူးကိုရွေးလိုက်တဲ့နေရာမှာ ကပ္ပပံကကျွန်တော်တို့ထောက်ခံတဲ့နော်ကျွန်တော်တို့အတိုင်ပင်ကပညာရှင်တွေရဲ့ရွေးချယ်ပုံရွေးချယ်နည်းအတိုင်းတိတိကျကျရွေးခဲ့တယ်ရွေးချယ်ခဲ့တဲ့နေရာမှာလည်းအခုဒီ SIM card တွေထောက်ခံကြသွားတဲ့အတွက်ကြောင့်ပေါ့နော်အဲကျွန်တော်တို့ဘယ်လိုပြောမလဲဥဆောင်ပြီးလောက်ခဲ့ကြတယ်ဆိုတာကအဲ့ဒီချိန်မှာဒိုင်းရိုက်ဒါတပ္ပနာကြီးကိုယ်တိုင်တိုင်ကိုခဲ့တယ်နောက်အခုဒုဝင်ကြီးဦးတောင်းတင်ပါမယ်နောက်ကိုဆက်အောင်ပါမယ်ပေါ့နော်အခုဘိုးဘန်ဒုတိယဦးထားဆိုတော့ အဲ့ဒီချိန်မှာတော့သူတို့ဒီဘုသူ့ကိုမှမျက်မျက်သားသားเนาะစဉ်းစားခဲ့တယ်အကုန်လုံးဘုသူ့ကိုဦးစားပေးမယ်လို့မြင်ဒါပေမဲ့ဒီနေရာမှာအောင်မြင်ခဲ့ပြီမဲ့ချုံရင်းချက်ကတခြားတန်တာတွေမှာကအဲ့ဒီလိုမျက်မျက်သားသားဖြစ်ရလားလို့မင်းကိုထုတ်ဆရာရှိတယ်ဆိုတော့ဘောကနော်ဝေးကိုတော့ခွင့်တူးကန်ပေးခဲ့တော့မဟုတ်ဘူးမျက်မျက်သားသားလုတ်ခဲ့လို့တော့ဆရာတင်မလာလို့ဒီဒီကျွန်တော်တို့ဆက်သွယ်ရေးเนาะတန်တာနဲ့ပတ်သက်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့သိလောက်ဆိုရင်တော့ ော်တော်ကြီးကိုမြတ်မြတ်တရစဉ်းစားခဲ့တယ်အဲ့ဒီလိုတန်ဒစနစ်ကိုလည်းနောက်ဝင်ကြီးဌာနတွေကလောက်ကင်တဲ့ခါမှာနီလန်းယူဖို့လည်းညွန်ကြားချက်တွေရှိခဲ့တယ်လို့သိတယ်ဒါပေမဲ့ဆရာတို့လည်းသိတဲ့အတိုင်းပဲသတင်းတွေမှာကြားရတာတွေအရဆိုတော့ပြတ်တရရဲ့လာဟလို့ဂျန်နေကိစ္စတွေမှာမေးခွန်းထုတ်ဆရာတို့ရှိတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုရင်တော့ဒီကိစ္စဒါလောက်ဆိုရင်တော့တော်လိုက်ပေါ့နော်ဒီမှာဒီနော်ဝေးနဲ့ပတ်သက်လို့အဲ့တော့ကျွန်တော်နောက်တစ်ခုမေးချင်တဲ့ဟာကဒီသမ္မတပြောရတဲ့အထက်မှာပါတဲ့အစင်လိုက်အချက်လေးပေါ့လေအဲ့ထက်ကတစ်ချက်ကပါလဲဆိုတော့ဒီအခြေခံဥပဒေပြင်ဆင်ရေးကိစ္စပါအခြေခံဥပဒေပြင်ဆင်ရေးကိစ္စလွန်ခဲ့တဲ့3 4 5နှစ်စလုံးကကျွန်တော်တောက်လျှောက်ကြခဲ့ကြရတယ်နော် NLD ကတော့ဆန်းစုကြည်ဦးဆောင်ပြီးတော့အခြေခံဥပဒေပြင်ဆင်ရေးပြောခဲ့ကြအခုလည်းပြောနေတုံးပဲဆိုတော့အဲ့တော့သမ္မတကြီးကတော့ပြောခဲ့တဲ့ဟာကအခြေခံဥပဒေပြင်ဆင်ရေးဒီဆိုရရနဲ့မဆိုင်ဘူးလွှတ်တော်နဲ့ပဲဆိုင်တယ် တော့အခုလွတ်တော်လည်းထွက်သွားပြီပေါ့လေအဲ့တော့ဒီအခြေခံဥတွေပြင်ဆင်ရေးကိစ္စတော့အခုလွတ်တော်တဲ့တော့ဖြစ်လာပြီအဲ့တော့အဲ့လိုကာလမျိုးတွေမှာတမန်တော်ကြီးပြောခဲ့တဲ့ comment ကအခုချိန်မှာဘယ်လိုမျိုးသက်ဆိုင်မှုရှိဦးမလဲပေါ့နော်ကိုစရာလဲဟုတ်အဲတမန်တော်တော်အများနဲ့ပြောဒီကိစ္စလွတ်တော်နဲ့ပဲဆိုင်တယ်သူလည်းမဆိုင်ဘူးလို့အများနဲ့ပြောတယ်အဲပြီးခဲ့တဲ့လွတ်တော်တဲ့တန်းတွင်းမှာဥပဒေအများစုကိုဘသူတွေတင်လဲလို့ကြည့်လို့ရှင်လို့အစိုးရဘက်ကတင်တာပဲများတယ်ဆိုတော့ဒီထက်မှဒီအခြေခံဥပဒေရပါနော်အခုကျွန်တော်ဒီဖြစ်လာတဲ့ဥပဒေအများစုကိုလည်းဒီအစိုးရဘက်ကဝန်ကြီးဌာနတွေကဆွဲတင်တာတွေများတယ် အခုရှိတာအရင်တော့ကလွတ်တော်ကလူတွေကလည်းကျွန်တော်သိသလောက်ကအဲသူတို့ကသူတို့ law maker လို့မယူဆပါနဲ့သူတို့က law person လို့ပဲသူတို့ကသူတို့ counter မျိုးတွေရှိတယ်အဲ့တော့ဒီနေရာမှာအစိုးရ initiate လုပ်လုပ်လို့ရတဲ့ကိစ္စတွေအများကြီးရှိတယ်ဆိုတော့ law maker မဟုတ် law person ဆိုတော့အစိုးရတင်လိုက်တဲ့ဟာကိုသူတို့ကအတည်ပြုပေးလိုက်ရုံပဲအဲ့လိုမျိုးဆိုချင်တာလားဟုတ်တယ်အဲကျွန်တော်ဟိုတချို့ဟိုဒီအာ လွှတ်တော်အမတ်တွေနဲ့ကျွန်တော်တွေ့ပြီးမေးတဲ့အခါမှာချို့အမတ်တွေကိုယ်တိုင်ကသူတို့ကိုသူတို့အဲ့လိုမျိုးသုံးသက်ခံစားရတယ်ပေါ့နော်ဆိုတော့အစိုးရမှာထိုက်လို့တော့သူမှာတွန်းနိုင်တဲ့ပါဝါရှိတော့ပြန်သုံးသက်ကြည့်ပြပါလိမ့်မယ်ကျွန်တော်ဒီအဲကျွန်တော်စိန်ကိန်းနဲ့တိကျတော့ကျွန်တော်အချိန်သေးပြတော့မရှာနိုင်ခဲ့တာပေါ့နော်ဥပဒေအများစုစစပြီးတော့ကျွန်တော်ဒီတင်တာကတော့အစိုးရဖွဲ့ပဲဖြစ်နေဆိုသူမှာတော့ဒီ loan နဲ့ပတ်သက်တဲ့အဲဝင်ရောက်စွတ်ဖက်ပိုင်ခွင့်ချို့လေတော့သူမှာရှိနေတာကျွန်တော်စတင်မှတ်တမ်းရောဘယ်လိုမြင်လဲဟို2008ခြေကဥပဒေရဲ့သဘောကတော့ဗျာတတ်မလို့သဘောမတူရင်ဆိုတော့ပြင်လို့မရဘူးလွတ်တော်လည်းမဟုတ်ပြည်သူလူထုလည်းမဟုတ် တတ်ပါတော့ပဲပေါ့အဓိကပေါ့အဲ့တော့ freddy တတ်မလို့ကသဘောမတူလေလို့ရှိရင်ခင်ဗျပြင်လို့မရအောင်အဲ့တော့2008ရဲ့ဖွဲ့စည်းပုံရဲ့ design ကိုကတိုက်ရဲ့အချိုးစီးပွားတွေကလွဲပြီးလို့ရှိရင်ဂျန်နဲ့နေပယ်တွေမှာလုတ်ချင်တယ်ဆိုလို့ရှိရင်အတိုက်ခံဖွဲ့တွေလွတ်လပ်စွာလုတ်လို့ရတယ်ဆိုတာစတဲ့ကလက်ခံထားပြီးတာနော်ဆိုတဲ့အခါစိုးရင်ချက်ကပါလဲဆိုမိမိတိုက်ရဲ့အချိုးစီးပွားတွေကိုထိခိုက်အောင်လုတ်လာပလားဆိုတဲ့စိုးရင်ချက်ရ design ဆင်ထားတာဟုတ်ကဲ့ဒါကြောင့်မို့ဒီလွတ်တော် ကပြင်ဆင်နေဆိုတာအထက်ပို့ပြီးတိတိကျကျပြောရမယ်ဆိုလို့ရှိရင်တပ်မတော်သဘောတူမှာပြင်ဆင်လို့ရတယ်ဟာအခုတတိတော်အပြောင်းလည်းမရှိဘူးလို့ပြောအောင်ဟုတ်ကဲ့ဆိုတော့နောက်ကျွန်တော်မိခဲ့တဲ့မိခုံးတစ်ခုကနော်အခုဆရာတမန်တန်းရောကိုဆရာလည်းတော့ကြားခဲ့ပါတယ်အဲတွေ့ခဲ့ပေါ့လေအင်တာဗျူးမှာအဲ့ဒါကဒီဟိုပရိခါတွေပေါ့နော်ဖြစ်နေတုန်းကအဲကျွန်တော်အင်တာဗျူးလုပ်တုန်းကတော့ရှမ်းပြည်နယ်ပရိခါတွေကမစတဲ့လုံခဲ့တဲ့၃ရက်ဆိုတော့တော့ကချင်နဲ့ရခိုင်မှာမပြီးသေးဘူးဒီဟာတွေအောင်ငွေရင်းပေါ့လေအဲ့မှာ အဲ့ကိစ္စကြတော့မေးတဲ့အချိန်မှာသူကဒီအပြစ်ခရဆဲလို့ထားပြီးသားရှိတယ်ငင်းချိုင်းသဘောတူညီမှုကြရထားပြီးသားရှိတယ်နော်ဆက်လုပ်မယ်စီစဉ်လို့ချပြတ်သွားတာရှိတယ်ဥမာလှော့တော်နေဥဆောင်လို့လုပ်မယ်ဆိုတော့တကယ်ဆင်းရဲပဲသူကချပြတ်သွားတာရှိတယ်ဆိုတော့ကိုစီရလိုက်အဲ့သမရကြီးပြောခဲ့တဲ့အတိုင်းလွန်ခဲ့တဲ့၃နှစ်ကပြောခဲ့တဲ့အတိုင်းဖြစ်ခဲ့လို့ထင်တယ်လားအဲ့ဒါအဲသမရဒီမှာ तू ပြောသွားတဲ့အထက်မှာက तू လက်နက်ကင်အဖွဲ၁၁ဖွဲ့လို့ပြောတယ်အဲ့ဒီမှာကျွန်တော်တို့ပြန်တော့စပြီးလွဲပြီပေါ့နော်ဆိုတော့တကယ်တော့အဲ့ထက်ပိုများတာဟုတ်ဆိုတော့ဟိုဒီလွတ်တော်ဒီလက်နက်ကင်တပ်ဖွဲ့အဖွဲတွေကို အသိမဲ့မပြုတ်နေတော့သူတို့ကပျောက်သွားမှာမဟုတ်ဘူးလေဆိုတော့အဲဒီနောက်ဘက်မှာဆက်ပြီးတော့မှအေးဆိုပေါ်လာတာတိတ်မှမကြသေးတာဟုတ်ဆိုတော့ဒီနေရာမှာကကျွန်တော်တို့ကဒီအာတေချာကိုဆွေးနွေးမယ်ဆရာသမရိုင်းလည်းပြောခဲ့ပါတယ်တေချာကိုအဖွဲ့အစည်းနဲ့အားလုံးအာဒီပါဝင်တဲ့ဆွေးနွေးမှုကိုလုပ်မယ်ဆိုလို့ရှိရင်ဒီမှာရှိတဲ့အာဒီလက်နက်ကန်တပ်ဖွဲ့တွေအကုန်လုံးရဲ့ပါဝင်မှုကိုသူစပြီးတော့စီလုံးမှုလုပ်လာတယ်ခုနကသူတို့ကတော့ငါတို့ကတော့၁၇ဖွဲ့ပဲအသိမဲ့ပြုတ်မယ်ဆိုတာကတော့တိတ်တော့အဖြေမဟုတ်တာပေါ့နော်အဲ့မှကျွန်တော်တို့ထင်တာလက်ရှိအထိဒီအာ ဆူလီဘော်တွေကလက်ခက်တိလက်ဖြစ်နေတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့ဆရာတင်မန်တန်းကဘယ်လိုမြင်လဲဒီပြိခရဲ့စိတ်ကိစ္စညင်ချိုင်းကိစ္စတွေမှာမြေဘူးအဖြစ်တော့သူတို့လုတ်တဲ့ချိန်မှာတော့ဆက်တစ်ဖက်ပေါ့လေနောက်ပိုင်းခေါနာကိုစရာလိုက်ပြောလို့အဖွဲ့တွေတိုးလာတယ်ပေါ့လေတချို့ကဆွဆွဲတာလည်းဒါကကချင်းရဲ့ဖန်တီးထားတဲ့အဖွဲ့တွေလို့တချို့ကလည်းအဲ့လိုပြောကြတယ်ဥမာအဖြစ်အခု20ဆက်တင်မန်တန်းကအဲ့လိုတုံ့တက်လာကျွန်တော်မှာတော့သတင်းချက်လည်းကျွန်တော်မှာတော့မရှိဘူးပေါ့နော်ဆိုတဲ့အခါမှာဒါကတော့ကျွန်တော်သတင်းတွေဖတ်တဲ့အခါမှာဟိုဘက်ဒီဘက်ဆွဆွဲချက်တွေကိုချိန်ရတာပေါ့လေဟုတ်ကဲ့ နော်အဲ့တော့အခု22ဖွဲ့မှာဆိုလို့ရှိရင်ဆိုရဘက်ကပြောတာ3ဖွဲ့ဆိုလို့ရှိရင်တတ်တော့မရှိဘူးပေါ့နော်ဆိုတာလေဒါတွေကတော့ကျွန်တော်ထည့်သွင်းစဉ်းစားမယ်အချက်တွေပေါ့လေသို့တော်လည်းစောစောကပြောလို့နိုင်ငံရေးတွဲဆောင်ဆွေးနွေးပွဲကိုဥတည်ပြီးသွားတာတော့အခုလည်းသွားနေတယ်ဒါပေမဲ့အစိုးရမူလကြီးညာထားတဲ့ပြုံမန်းတဲ့နော်အချိန်ဇေယျအတိုင်းဆိုရင်တော့တော်တော်လေးကျော်လာတယ်ပေါ့မူလကျွန်တော်2014အောက်တိုဘာလမှာစပြီးတော့ဖြစ်တင်တဲ့ political dialogue လို့ပြောတဲ့နိုင်ငံရေးတွဲဆောင်ဆွေးနွေးပွဲဒါကတော့မဖြစ်ခဲ့ဘူးပေါ့လေ နောက်တစ်ခုကလွတ်တော်ကဖွဲ့စည်းတယ်ဆိုတဲ့ဟာကဖြစ်ခဲ့ဆိုတော့သမရကြီးလွန်ခဲ့တဲ့၃နှစ်ကပြောခဲ့တဲ့အတိုင်းနော်မဖြစ်ခဲ့ဘူးဒီဟာတွေကဖြစ်ချင်တဲ့အတိုင်းသူတို့ဆန္ဒရှိတဲ့အတိုင်းမဖြစ်ဘူးသမရပြောတဲ့ထက်မှတော့အဲ့ဒီအချိန်စရာမပါဘူးမပါဘူးပေါ့လေနော်ဒါပေမဲ့ကျွန်တော်သိသလောက်ဆိုလို့ရှိရင်တော့အချိန်စရာအရဆိုရင်တော့၁၄မှာသူတို့မြုံမန်းခဲ့တဲ့အောက်တိုဘာမှာဒါပေမဲ့အဲ့ဒါမဖြစ်ခဲ့ဘူး၅ဒီကျွန်လာလေဒါကလည်းများသောအားဖြင့်ကဘာတမောမှာဖြစ်တဲ့ငင်းချိုင်းဆွေးနွေးပွဲတွေနဲ့ရှင်တွဲပြီးစဉ်းစားမယ်လို့ရှိရင်ဒီလိုပဲအချိန်တတ်မှတ်ဖို့ဆိုတော့တော်တော်ခက်ခဲပါတယ်ဒါ ဒီလိုညဉ့်ညံ့ရအောင်လုပ်ရတယ်ဆိုတော့တော်တော်ခက်ခဲတဲ့ကိစ္စပေါ့ဒါတစ်ခုပါလေဒုတိယတစ်ခုကလွတ်တော်ကဥဆောင်တယ်ဆိုတဲ့နေရာမှာတော့လွတ်တော်ဥဆောင်မှုခန်းခန်းတာကိုသိပြီးမတွေ့ရအောင်ပေါ့ပြီးခဲ့တဲ့ဖြစ်စဉ်တစ်ခုလုံးမှာအများသောအားဖြင့်တော့အစိုးရဥဆောင်တယ်အစိုးရဥဆောင်သွားတယ်ပေါ့လေအထူးသဖြင့် MPC ရဲ့ဥဆောင်မှုကိုပို့ပြောတွေ့ရတယ်။အဲ့တော့သမဏပြောတဲ့ထမခုနဆက်အောင်တင်မောင်းတင်ပြောတဲ့ချက်ပဲကျွန်တော်ပြန်ထောက်လို့ကိုစီရလည်းနဲ့ကျွန်တော်မေးကြည့်ချင်တာဒီ ငင်းချမ်းရေးလက်မှတ်ထိုးအပြစ်ခရရစေတော့ဆိုရလို့တယ်ပေါ့နော်ပြီးတော့မှနိုင်ငံရေးဆွေးနွေးပွဲကြတော့လှတ်တော်ဥဆောင်လုပ်မယ်ဆိုတော့ဟိုဟာသမ္မတရပြောသွားတယ်ဆိုအဲ့ဒါမျိုးကဖြစ်တဲ့နယ်လို့ထင်တာအဲ့ဒီလှတ်တော်လုပ်တာသင်းတော်တဲ့ဟာလားဒါအစိုးရလိုရမယ့်ဟာလားဘယ်လိုပြန်ကျွန်တော်ထင်တာဒီညမှာတော့လှတ်တော်ထက်ဆာလို့ရှိရင်ဒီကျွန်တော်ဒီနိုင်ငံရဲ့အဲဒီ executive branch ကနေပို့ပြီးတော့များစီရင်မှုရှိနိုင်မလားဘာလို့ဆိုတော့အခုဒီအထောက်တော်အခြေခံဖွဲ့စည်းဝင်အခြေခံဥပဒေရဲ့ဒီ form ရဆိုလို့ရှိရင်တော့ကျွန်တော်ဒီ ဝင်ကြီးဌာနတွေကကျွန်တော်တို့ဒီတမနာအောက်မှာရှိတာဟုတ်စလိုက်တိုင်းသားအဖွဲ့တွေနဲ့ပြဿနာတက်နေတာကလေဒီဒီဒီဟိုအချို့အောက်ကအဖွဲ့တွေနဲ့ပဲပြဿနာတက်နေတာဟုတ်ဆက်တဘောကတမနာကတော့လွှတ်တော်လို့ပြောမှာပူသိမ့်တော်တာကတော့အစိုးရလို့ကိုယ်စရာလိုက်လို့မြင်တယ်ဆက်တမန်တိုင်းကဘယ်လိုအခုချိန်မှာတော့နိုင်ငံရေးရှင်တွေကလာတော့မှလေခင်ဗျားကခင်ဗျားတွတ်တော်ပြောပြောအစိုးရပြောပြောဒါအမျိုးသားဒီမိုကရေစီဘက်ကအခုဆောင်တာပဲအတူတူပဲပေါ့နော်ဟုတ်ကဲ့ဘာမှသိမ့်မထူးထင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ နောက်ကျွန်တော်ဆွေးနွေးခဲ့တဲ့ကိစ္စတစ်ခုကမြန်မာနိုင်ငံရဲ့တင်းကျပ်လွန်းတဲ့နိုင်ငံသားဥပဒေပေါ့လေတချို့ကဒီကျွန်တော်နိုင်ငံမှာဒီရိုဟင်ဂျာခေါ်မလားဘန်ဂါလီခေါ်မလားဆိုတဲ့အခေါ်ဝါးစာကျွန်တော်မှအရန်ကိုတော့အထိရှာမခံတဲ့ကိစ္စရှိတာပေါ့နော်အဲ့တော့နိုင်ငံတကာထောက်ပြတဲ့အချက်တွေမှာဒီဒါပါတော့ရိုဟင်ဂျာပဲခေါ်ကောဘန်ဂါလီပဲခေါ်ကောဒါပါတော့အဲ့မှာဒီဒီမွတ်စလင်ဘာသာဝင်လူနည်းစုတချို့ရှိခဲ့တဲ့အဲ့နေရာဒေသမှာဆိုအဲ့လူတွေကနိုင်ငံသားဖြစ်ခွင့်ဥပဒေကစီစစ်တိုက်ချဲ့မှာနိုင်ငံသားခွင့်ရေးကပြောရင်တော့ဖြစ်သင့်ပါလေနဲ့မဖြစ်ဘူးဆိုတော့ထောက်ပြမှုတွေရှိတယ် ဲ့လိုဖြစ်ရခြင်းအကြောင်းရင်းကဒီနိုင်ငံသားပြစ်မှုပြရရန်ကိုတင်ကြနေတယ်ဆိုတော့အဲ့ဒီကိစ္စနိုင်ငံသားကဝေဖန်ထပ်ပြတာရှိတယ်အဲ့တော့သမ္မတကြီးကတော့ဒါကိုကာကွယ်ပြီးတော့ဘုံမှာပြည်ရေးနိုင်ငံနိုင်ငံသားဥပဒေကဒါလိုအပ်တယ်ဒါကောင်းနေဆိုပြီးတော့ okay ကိုစရာလည်းမလိုမြင်လဲလားကျွန်တော်ဥပဒေတွေကလည်းအဲနိုင်ငံသားအခုနဟိုဥပဒေကအမျိုးမျိုးပြောင်းလဲလာနေတယ်ရှိတယ်တင်းကျက်တယ်လည်းပြောတာတခုရှိတာပေါ့နော်ကျွန်တော်ဒီအမှတ်တွေပြောဆိုလို့ရှိရင်သူဒီတတ်မှတ်တဲ့ဥပဒေအရစာပေါ့နော်အရင်2010တုန်းက သူတို့ပြောတဲ့အသက်မှတ်ချက်နဲ့အခု2015ရုပ်ကောက်ပေါ်မှာအသက်မှတ်ချက်ကမတူပြန်ဘူးဆိုတော့နောက်တစ်ခုရှိတာကဒီနေရာမှာဥပဒေတင်းကျပ်မှုထက်ဆိုင်နောက်တစ်ခုရှိတာကျွန်တော်တို့ဒီအဖွဲ့အစည်းတွေရဲ့အာရီလက်ဆာအာဂရီလက်ဆာမှုလည်းကျွန်တော်တို့သွားကြည့်ရမယ်နိုင်ငံသားဥပဒေရဲ့ဘလောက်ပဲတင်းကျပ်တင်းကျပ်ခုကျွန်တော်တို့ကပတ်စံပေးလိုက်လို့ရှိရင်ဟိုဒီဟိုမဘုံငကတည်းအလွယ်တကူရတယ်ကျွန်တော်မန္တလေးပါဆိုလို့ရှိရင်ကျွန်တော်တို့ဘုံကြပဲမဲမြင်နေကြတာမန္တလေးပါဆိုကျွန်တော်တို့ဒီမြန်မာစကားမပြောရည်မြန်မာလူပြောဖို့အတွက်သူတွေတက်တိုက်ခိုင်းတာအများကြီးပဲဆိုတော့ဥပဒေတွေဆိုတဲ့ဟက်ကိုအင်းဆုံးနံပါတ်1ကကျွန်တော်မြင်တာတော့ဒီအာဂရီလက်ဆာမှုကိုစပြီးတော့ စဉ်းစားပါအောင်ပေါ့နော်ဒါကျွန်တော်တို့စပြီးလို့အမယ်လीဆရာတင်မတန်းရဘယ်လိုမြင်လဲကျွန်တော်မြန်မာနိုင်ငံရဲ့နိုင်ငံသားဖြစ်မှုဥပဒေကနော် OK ဒီလားဒါမှမဟုတ်ပြည်ပြင်းတင်တဲ့ဟာမျိုးလားဘယ်လိုပြန်ပြီးတော့တုံ့သက်ဖို့လိုတာပေါ့နော်ဥပမာအဖြစ်လူခွင့်ရဆိုင်ရန်တောက်မှနေပြောလို့ရှိရင်ဥပမာအဖြစ်ကျွန်တော်တို့ဒီဒီနိုင်ငံတနိုင်ငံမှာလူတစ်ယောက်ကလာပြီးတော့ခြေချနေထိုင်နေနော်သူကအပြင်းအပဲလာလားနော်ဒီပြည်တွင်းနိုင်ငံခြားသားမိဘတွေမွေးဖွားမွေးဖွားပေါ့လူခွင့်ရအရာသူကနိုင်ငံသားဖြစ်ပိုင်ခွင့် ရှိတယ်အဲ့ဒီမှာတော့နိုင်ငံသားဥပဒေအရအဟံတာရှိနေတဲ့ကိစ္စတွေရှိတယ်နောက်တစ်ချက်ရှိနိုင်တယ်တခုကဥပဒေအကြောင်းအရကန့်သတ်ရှိသလိုခုနကကိုစီယာနိုင်ပြောသွားလို့ပေါ့ administratively စီမံခန့်ခွဲမှုဘိုင်းအရာမလုံဆောင်နိုင်တဲ့အကန့်တကတ်တတ်တယ်အဲ့ဒါကလည်းခုနပြောတဲ့ဒီဒီကျွန်တော်အကျင့်ပြတ်ခြားစားမှုတွေနေလဲနိုးရည်လေးတွေပေါ့နော်ဆိုတဲ့ခါကျတော့ဒါကတော့တေချာပြတ်နေစစ်စစ်သုံးသက်တဲ့ဥပဒေအကြောင်းအရလည်းစစ်စစ်သုံးသက်တဲ့ စီမံအုပ်ချုပ်ခံခွင့်ပုံရတယ်ပြန်လဲစီစဉ်သုံးသပ်တင်တယ်အဲ့ဒါပေါ့ဒီချက်စားတဲ့ဟာတော့ဒီနေရာတိုင်းမှာကျွန်တော်တွေ့နေကြရတာပဲလေအဲ့ဒါတပိုင်းဒါပေမဲ့ဥပဒေသဘောသဘောဝကိုဥပဒေပင်ကိုဥပဒေရကိုဒါ OK ရလားပြင်သင့်မလားကိုစီရလားကျွန်တော်ထင်တာတော့ဥရီတွေကတော့အများနဲ့တသမတ်ထဲရှိတယ်ဆိုတော့မရှိဘူးသူ့အခြေအနေချင်းကနဲ့လိုက်ကြည့်ပြီးကျွန်တော်တို့ကပြုတ်ပြပြောင်းလဲရတယ်ဗျာဆိုတော့အခုအဲဒေါ်စုတမနာဖြေမဖြေတော့မှကျွန်တော်တို့ကချို့စုပြောတာရှိတယ်ဥရထွတ်ဆိုလို့ရှိရင်သူ့သားနေရာကိုနိုင်ငံသားပေးလိုက်ရင်ရောဆိုတော့မျိုးပေါ့ဆိုတော့ ဒီဥပဒေတွေကတော့သူအချိန်နဲ့ချိန်ကနဲ့မူတည်ပြီးသူခင့်နဲ့ညီအောင်လို့ပြန်ပြီးတော့ review လုပ်ရမယ်နေထားလို့ပဲကျွန်တော်မြင်တယ်။ဟုတ်ကဲ့။နောက်တမနာကိုကျွန်တော်မေးမြန်းခဲ့တဲ့အချက်တစ်ခုကဒီလူလူရဲ့အားမလို့အားမရဖြစ်မှုတွေပေါ့လေ။ကျွန်တော်ဒီမိုကရေစီကတော့ရလာပါပြီပြည်ပြန်ပြန်လဲစနေပါလို့ပြောကြတယ်။အဲ့တော့လူလူကဒုံရင်းဒုံရင်းမချမ်းသာသေးဘူးဘာညာဘာမှမသိတာသေးဘူးဆိုတော့ဟိုတော့လည်းပြောခဲ့တယ်အခုချိန်ထိလည်းဒီဟာတွေကျွန်တော်ကြားနေရတော့မယ်။ဆိုတော့အဲ့ဒီကိစ္စကိုရောကဲကိုစရာလည်းဘယ်လိုတုံတက်လို့ရမလဲ။အဲတမနာပြောတော့မှာပါတယ်သူစီးပွားရေးဖွင့်လိုက်တယ်ပေါ့နော်။ဆိုတော့ကားတွေ လေဘတော်ကားရစီနံပြီးပြောတယ်ပေါ့အဲတပိမဲ့တကယ်တမ်းကြတော့ကျွန်တော်တို့ဒီကျွန်တော်တကင်းတော့မမီးဘူးလေဗျာအလိုနိုင်ငံပြောင်းပြီလားတဲ့သူမေးခွန်းကျွန်တော်မေးတယ်အဲ့တော့မိပန်ဝင်ချင်းမှာပြောင်းလားဆိုတော့ကျွန်တော်ပြောင်းလဲဆိုတာအဲ့လိုမေးစရာမလိုပဲကျွန်တော်ကဖြစ်နေရမှာလေအခုကကျွန်တော်ကလိုက်မေးနေတာလူဖွဲ့စီရာရှိနေတယ်နောက်တစ်ခုမြင်ရတာဒီသမရလက်ထက်မှာတော့ဒီကျူကျော်တွေအကြီးကြီးနှိကိုတဲ့ကိစ္စမျိုးတွေပေါ့ချို့လဲကျူကျော်တွေကအုပ်စုလိုက်ရန်ကားတယ်ဆိုလဲပါဒါပေမဲ့ကျွန်တော်မြင်တာကတော့ ဒီနေရာမှာအပြောင်းလဲတွေအောက်ခြေတိပွေပေါ့ခုနဟိုဆင်းပွက်တွေဘူးတိုက်ပြတ်ဖို့အနေထားတစ်ခုကတော့အဲသမရာကြီးပြောခဲ့တယ်လို့အောက်ခြေတိဆင်းမလာတယ်ကျွန်တော်တို့ကဒီအသီးပွင့်ကိုကျွန်တော်တို့တခြားမြင်ရတာမတွေ့ဘူးကျွန်တော်တို့ဟုတ်ကဲ့သမဒပြန်လဲရွေးခံလဲဆိုတဲ့ကိစ္စဟိုတုန်းကတော့ဒီရွေးကောက်ပွဲခု2015ဇန်နဝင်ဘာရွေးကောက်ပွဲမတိုင်ခင်တည်းကတော့ဒီကိစ္စသမဒရပြန်ရွေးခံလာမလို့လူတိုင်းစိတ်ဝင်စားကြတယ်ဒါပေမဲ့သူကျွန်တော်မေးခဲ့တယ်အဲ့တော့ तू ကအချိန်နေရပြောရင်တော့တောင်းတင်ချိန်မကြလို့ပြောသွားတာရှိတယ်အခုကတော့ရွေးကောက်ပွဲရလာရှင်းသွားပြီပေါ့လေအဲ့တော့ အဲ့လိုချိန်တုန်းကတမန်တော်ပြောကြီးပြောခဲ့တဲ့ဟာကသူရုပ်ကပုံမဝင်တော့ဘူးလို့ပြောတယ်အဲ့တော့လုံးဝတမန်တော်မဖြစ်နိုင်တော့ဘူးလားအခုကိုစရာလည်းဘယ်လိုမြင်လဲဟိုကျွန်တော်အခြေခံဥပဒေအရဆိုရင်ရုပ်ခေါ်ပုံဝင်မှာတမန်တော်ဖြစ်မှာမဟုတ်တာလေဆိုတော့ဟိုလာမယ့်ဟိုဆယ်ရက်နေ့မှာတမန်တော် nominee လုပ်မယ်လို့ကျွန်တော်ကြားရတာဟုတ် ဆိုတော့ဒီနေရာမှာလည်းသုံးခွာလုံးမယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ထက်လက်တော့စက်တက်ဟုတ်ဆိုတော့တက်မတော်တွေပြီးလဲသူ့ကိုတကယ်လို့သဘောကျခဲ့သိရှိတော့တင်လို့ရတဲ့အနေထားရှိတာပေါ့နော်ဟိုတင်မယ်မတင်မယ်တော့ကျွန်တော်အချက်လက်ကိုပြောတာမဟုတ်ဘူးဆိုတော့သူ့အနေနဲ့ရွက်ကုတ်ပွဲဝင်မှတမရပြန်ဖြစ်မှာပေါ့နော်သူပြောရတာတခုရှိတာလူလူကသူ့ကိုတောင်းဆိုလဲဆိုရင်သူပြန်လုံမယ်ဆိုတဲ့စကားလည်းရှိတာပေါ့ဆိုတော့ဟိုပြပြတာက तू ပြန်ဝင်မယ်မဝင်မယ်ဆိုတော့ကျွန်တော်ပြောချင်တာမဟုတ်ဘာမဲ့ပြန်ဖြစ်နိုင်တဲ့အနေထားရှိတယ်လို့ကျွန်တော်ပြောချင်စာတမန်တန်းရောဘယ်လိုမြင်လဲကျွန်တော်တော့သိမ့်မထင်ဘူးဗျဟုတ်ကဲ့အခုကျွန်တော်လွန်ခဲ့တဲ့၃နှစ်က လုတ်ခဲ့တဲ့တည်တံ့တွဲဆုံမြင်မြန်ခန့်နဲ့ပတ်သက်ပြီးတော့မှဒီအဲ့ဒီသုံးနှစ်တာကာလတော်အတွင်းမှာဖြစ်ထွန်းမှုတွေကိုကျွန်တော်ဝေဖန်သုံးသပ်ဆွေးနွေးခဲ့တဲ့တွဲဆုံမြင်မြန်ခန့်ပြပါရယ်အားလုံးကျေးဇူးပါခင်ဗျာ thank you